အလုံးမင်္ဂလာပါကျွန်တော်တို့ football and live ပွဲပြီးတုံးတချက်ကနေပြီးတော့ပြန်လဲပြီးတော့ကြိုလိုက်ပါတယ်။ကောင်းမွန်သောနေ့လေကင်းလေးဖြစ်ပါစေညံကနေပြီးတော့ပြန်လဲပြီးစုမုံအောင်တောင်းပီးလိုက်ပါတယ်။အဲ့တော့ဒီပွဲပြီးတုံးတချက်ကိုကျွန်တော် AC မှာတင်ပြီးတာခိုင်းလို့ကျွန်တော်ဒါ video တွေစတိုက်ကြီးဒါကျွန်တော် ပြုံပြီးမတင်ပြီးမတင်ခြင်းလို့ဒါကျွန်တော်တနေ့ကိုလည်းကျွန်တော် video တွေ short ပြီးတင်ထားတယ်အဓိကဒါကျွန်တော်တို့ ဒီဘောလုံးဗီဒီယိုထက်ဆိုင်ကျွန်တော်ဒါအတိပေးဗီဒီယိုလေးကိုကျွန်တော်ပို့ပြီးတင်ပေးမယ်ပေါ့နော်အဲ့တော့လက်ရှိမှာဒါကျွန်တော်ပွဲပြီးပွဲကြိုလောက်ပဲကျွန်တော်အခုလက်ရှိမှာတင်ပေးတဲ့ Transfer News တော်မှာကျွန်တော်မတင်ပေးဖြစ်ဘူးပေါ့နော်အဲ့တော့လက်ရှိမှာဒါကျွန်တော် Northern Forest အသင်းနေတယ်ဒါကျွန်တော်တို့ Manchester United အသင်းကိုတော့1-0ဆိုတဲ့ရလက်နဲ့ဒါကျွန်တော်နိုင်သွားခဲ့တယ်အဲ့တော့လက်ရှိမှာ Northern Forest ကဒီနေ့မှာဒါကျွန်တော် Manchester United အသင်းကိုဒါကျွန်တော်တို့ head to head ပြန်ကြည့်မယ်ဆိုရင်တော့ဒါကျွန်တော်တို့အင်ဂွင်းကအဝေးကွင်းကနိုင်ခဲ့တယ်လို့ပြောလို့ရတယ်ပေါ့နောက်ပိုင်းပွဲစဉ်မှာဒါကျွန်တော် Northern Forest က Manchester United ကိုအသာစီးရလာခဲ့တယ်လို့တွေ့ရမှာပေါ့နော်အဲ့တော့ အဲ့ဒါလေးတွေကိုမပြောခင်မှာဒါကျွန်တော်တို့အမှန်တမ်းပြောရင်ကျွန်တော် one day ပဲ။ဘာကြောင့်လဲဆိုတော့ဒါ Manchester United ဆိုတော့ Man ကျွန်တော်တို့မြန်မာနိုင်ငံအတွက်ဒါကျွန်တော်တို့အစောဆုံးဒါ shut down ပြီးတဲ့အသင်းတွေကသတင်း Brentford ပြီးရင်ဒါကျွန်တော်တို့ fan base တွေကတကယ်ကိုအတောက်ဆုံးအသင်းတွေတယ်။လက်ရှိမှာဒါကျွန်တော်အလူတွေထဲမှာလည်း Manchester United ပြည်သက်တွေကထိတ်ဆုံးကပြေးနေတဲ့လူတွေကြီးပဲ။အဲ့တော့ခုနကပြောကျွန်တော်တဲ့အသင်းတွေလုတ်ပြီးပါဒါပေမဲ့ခုနကပြောလက်ရှိမှာမြန်မာမြန်မာ Manchester fan Manchester United fan တွေကများတာ။အူအဲ့တော့ Manchester United အဲ့တော့ဘာလဲပြောဒီနေ့ပွဲစဉ်မှာလေးကျွန်တော်ဒါ Manchester United ကိုတအားနိုင်စေချင်တယ်။ဒါကျွန်တော်နောက်ဆုံးမိနစ်ဒါ Marilo ဒါကျွန်တော် goal line clearance မှာခင်ဗျာကျွန်တော်တကယ်အကြီးကျယ်အောင်မွေး ဲထားခံတာ goal ပြီးဆိုပြီးတော့တကယ်ခင်ဗျာတကယ်ဟောငါတို့ Manchester United ဘောဟိုအခုလက်ရှိမှာပြသေးလားဟိုကျွန်တော်ကြိတ်နေတာဗောနော်မြန်မာနိုင်ငံမှာဒါကျွန်တော်ကဲငယ်ကဲစဲကုညီဟိုကုညီကဲစဲရေးတွေဒါကျွန်တော်တို့အလူတွေဒါ Manchester United ပြည်သက်တွေကအာသွန်ခွန်ဆိုင်ရှေ့ဆုံးကအမြဲတမ်းပါတယ်ဗောနော်ကျွန်တော်တို့ဒါဘောလုံးညီကိုတွေခင်ဗျာပြန်စမ်းသပ်ကြည့်မယ်ဆိုလीအ တားချက်ဖို့ကောင်းတဲ့လူတစုလို့ကျွန်တော်ပြောလို့ရတယ်ဗောတိတ်တိတ်တိတ်ချက်ဖို့ကောင်းတဲ့လူတစုလို့ပြောမယ်ဆိုရင်တော့ကျွန်တော်မှားမယ်တော့မတည်ဘာလို့တကယ်ကိုတားပြဒီလူတွေကတကယ်ကိုတားကျွန်တော်တို့ကြာရတာဝင်မှာအမြဲတမ်းဒါကျွန်တော်တန်းဆောင်အခုလက်ရှိမှာဒါကျွန်တော် ခုနကပြောလို့ပဲအော်ကျွန်တော်ရန်ဖြစ်မယ်ဆိုတော့ကျွန်တော်ထိတ်ဆုံးရတဲ့မှာပါတယ်ဗျဒါပေမဲ့တကယ်ကိုကဟေးအောင်နေငါတို့လိုအပ်ပြီးညီဖို့လိုပြီးငါတို့ဒီလိုမျိုးဒါလှုပ်ဖို့လိုပြီးဆိုတော့ကျွန်တော်ဘောလုံးညီကိုတွေထိတ်ဆုံးတာပဲ ဲ့လိုမျိုးဒါတကွဲကွဲတဲ့ပြပြတော်ရုံပြတယ်ဟိုဖြစ်ခဲ့ရတယ်။သူ့ဘာဒါကျွန်တော်တို့ဒါခွဲထွက်နေတဲ့လူတွေရှင်းရှိပဲ။ဒါပေမဲ့ကျွန်တော်တို့ဒါကျွန်တော်သိတဲ့လူတွေတွေမှပေါ့နော်။ဟာလုံမယ်၊ကင်မယ်ဒါလုံမယ်။ဘယ်လိုလုံမှာလဲ။ကိုယ်လည်းရုံးလို့ပါဘူးဆိုတော့ဒါကျွန်တော်မျက်ခင်းစိမ့်လို့ပါဘူးကျွန်တော်ဒါဘယ်လိုလုံမှာလဲ။ဒါခုနကကိုချက်ဆောင်ကြီးလေးကဘယ်လိုလုံမှာလဲ။ဘာလုံမလဲ။မင်းပတ်ဆက်ဘယ်လောက်လူလဲ။ဒါလုံဘူးရီပဲလား။ဟိုဘယ်တော့ကမှဒါကိုဒီကိုလေးဟိုကကသိသိမရှိကိုမင်းထုံးဆိုဒါကျွန်တော်ဘယ်လက်ရှိမှာဒါငွေအားကိုလူအားမနေရတာသူခေါင်းတော့မထောင်းနဲ့။ဒါလူတော်မျက်ကျွန်တော်ကဒါမနေရသူ့စိတ်ကြည်အောင်ပြောလိုက်တာပဲရှိရဲ့။သူမနေကကျွန်တော်တိတလောက်ပေါ့နော်။ဒါကျွန်တော်တိတလောက်ပြောမှာဆိုရင်သူမနေကခေါင်းတော့မထောင်းနဲ့။ဒါမနေကသူခေါင်းတော့မထောင်းနဲ့ကြားတဲ့သူ ရန်ပုံငွေပို့ရအောင်ကျွန်တော်ပြောတယ်ဟဲ့လူတော့မကန်နဲ့ကိုကကိုဒုက္ခရောက်အောင်မလုပ်ရအောင်တော့ကန်တယ်ဗျာဒါဘာလို့ဆိုသူပါရင်ပေါ့နော်ဒါကျွန်တော်လူတွေပို့ပြီးတော့ဟို interest ပို့ဖြစ်မှာဆိုတဲ့အကြောင်းမို့သူတော့ကန်တယ်ပေါ့နော်အဲ့တော့တခါတည်းကကျွန်တော်လူတွေကလေတကယ်ချစ်ဖို့ကောင်းတယ်ဘာလို့ဆိုကျွန်တော်တတ်နိုင်တဲ့ဘက်ကနေပြီးအစွမ်းကုန်ကူညီဘူးဘာမှဝင်မလေးဘူးပေါ့နော်အဲ့တော့ အဲ့တော့အခုချိန်မှာကျွန်တော်တို့ဗောလုံး industry ကညီကောင်မောင်မတက်ရောက်ချင်းစီတန်းအများကြီးအများကြီးကျူးတင်နေအခုလက်ရှိမှာဒါကျွန်တော်ယောက်ျားလေးတွေမဟုတ်ဘဲနဲ့မင်္ဂလီဆိုတဲ့တက်တိုင်တဲ့ဘက်ကကူညီနေတယ် United ဆိုတဲ့ဒါကျွန်တော်ညီမလေးတိတ်တင်စားရွှေရုပ်ပေါ့ဆိုတာကျွန်တော်တောက်လျှောက်ဒါကြီးကိုဆူရန်နေတာကိုတွေ့ရမယ်အဓိကတက်တော်ကြီးကိုရန်နေဘာလို့ဆိုဟိုဒီနော်ဒါသူခမရဆိုတဲ့ဂျာစီအောင်လည်းသူပါတာပဲဒါကျွန်တော်တို့အင်ဂျီအောင်လည်းသူပါတာပဲဗောနော်အမြဲတမ်းဒါကျွန်တော်ဟို Manchester United ဆိုတာကျွန်တော်အမြဲတမ်းအဲ့တော့ Manchester United အသင်းအနေနဲ့လည်းမြန်မာပြည်ဘာလို့ recognize ဖြစ်လဲဆိုတော့ဘာမှတိတ်ပြီးသူစားပြောစရာမဟုတ်တကယ်ကိုလည်းချီးကျူးဖို့ကောင်းတဲ့အသင်းတစ်သင်းဖြစ်တဲ့အတွက်ကြောင့်ဒီလိုမျိုးချီးကျူးဖို့ဖြစ်နေတာအဲ့တော့ခုနကပြောလို့လက် ရှိမှာဒါကြောင့်လူတွေကြားထဲမှာတခါကျလေးတိုက်ဂျမ်းနေအတင်းတင်းဖြစ်မယ်တကယ်တည်းကွန်ကြီးရဲ့နေရာမှာလေးတိုက်တဲ့နှုံတိုင်းပဲကွန်ကြီးရဲ့နေရာမှာပိုတော့မှ3000လောက်ဂျမ်းနေတယ်အဲခုနကပြောလို့ပဲ United အသင်းတို့ဘာလို့တကယ်ကိုဒါချီကျူးဖို့ကောင်းတယ်တကယ်ကိုဒါကျွန်တော်တို့မြန်မာနိုင်ငံမှာ fan base အကြီးဆုံးအသင်းတင်းနေတဲ့ဆက်လက်ပြီးထုတ်ပြနေတဲ့ဘက်မှာတကယ်ကိုချီကျူးဖို့ကောင်းတယ်အဲ့တော့ဒီနေ့ပေါ်စမှာမနိုင်ပြောမှလို့ဒါခုနကပြော United အသင်းနေနေတကယ်ကို ကန်အေးရလဲဂိုးကန်လဲတော်တော်လေးကိုခေခဲ့တယ်လို့ပြောလို့ရမှာတော့ပါတယ်ယူနိုက်တက်တင်းရတာကျွန်တော်ကောင်းနေတဲ့တိုက်စစ်ကြီးကဒီနေ့မှဒါကျွန်တော်တို့တိတ်ပြီးအလုံးမဖြစ်ခဲ့ဘူးလို့ပြောရမှာတော့ပါတယ်ဒါကျွန်တော်ဒီနေ့ပေါ်စမှာဒါနီးပြရတဲ့ဒါကျွန်တော်တို့အဲနည်းနည်းလေးမှားတဲ့အမှားလူတွေပြောလို့ရတဲ့အချက်ကပါလဲဆိုတော့ white line ကိုမထုတ်သုံးလာတာလေးကျွန်တော်အနေနဲ့မြင်တယ်မနော် white line နဲ့ခုလက်ရှိနိုင်ငံပွဲတွေမှာဒါကျွန်တော်လက်ရှိဒါ ကလပ်ပွဲတွေမှာဗာဒါရှော့ခြေစွမ်းပြန်ပြနေတဲ့အခြေအနေတခုမှာသူကဇစ်ဂီကိုအထောင်ထားလာပြီးကနာချူနဲ့ဒါဖာနန်နက်စ်ကိုဖျက်လိုက်တယ်ဗောနော်ဖျက်လိုက်ချိန်မှာဒါဒီနေ့ပုံတော့ကျွန်တော်ကြည့်ရချိန်မှာဒါယူနိုက်တက်ကကောင်းနေပြီခန်စင်ပိုင်းတော်တော်ကောင်းဒါကျွန်တော်ကြကြောင်ကိုဒါပြောမယ်ဆိုအီလန်ကလည်းအဲ့အတွင်းကိုတော်တော်လေးကိုဆရာကြပါတယ်ဒါကျွန်တော်ဟိုဘက်ကနေပြီးတော့ဒီဘက်ကွင်းတီဒါရှော့ဆွဲလာပြီးတွင်းသွားရဆိုတော့ဒါတော်တော်လေးကိုအဆင်လန်းရှိတယ်ဗောနော်နော်တန်ဖော့စ်ကိုလည်းဒီနေ့ပုံတော့ဒါကျွန်တော်ဘာမှမပြောပါဘူးဆိုနော်တန်ဖော့စ်မြန်မာအဖွဲ့ကလည်းလက်ရှိမှာဒါကျွန်တော်အလှူငွေတွေတက်နိုင်တယ်လို့မြန်မာနိုင်ငံအတွက်ထည့်ပေးထားတဲ့ကြောင့်အများကြီးကျေးဇူးတင်ပါတယ်နော်တန်ဖော့စ်မြန်မာဂရုကိုလည်းဒီညကနေပြီးတော့အများကြီးအများကြီးအများကြီး ကျေးဇူးတင်ပါတယ်ကျွန်တော်ပြောချင်ပါတယ်။ Northern Force ရဲ့ဒီနေ့ပုံစံမှာကောင်းပါတယ်။အဓိကဒီနေ့ပုံစံမှာဒါ Northern Force ရဲ့လက်ရှိမှာဒါကျွန်တော်ခြေမိနေတဲ့ Milikanovic နဲ့ဒါ Marilu Osu ကဒီနေ့ပုံစံမှာကက်တင်သွားခဲ့ပြန်တယ်။လက်ရှိမှာဒါ Champion League ဝင်ခွင့်အတွက်ရင်ဆိုင်နေရတဲ့အသင်းတစ်သင်းအနေနဲ့ဒါအိုင်နာနာသွားတာကတော့ဒါ Northern Force တော်တော်လေးကိုထိုးနှက်မှုကြီးမားတယ်လို့ကျွန်တော်ရဲ့ပုဂ္ဂိုလ်ကြီးရမှာမြင်မိတယ်။ပြောထားတော့အတိုင်းတော့ကျွန်တော် Northern Force ကဒါကျွန်တော်ဂိုးသမားတွေဟုတ်ဒါကျွန်တော်စန္ဒာပတ်တွေကောင်းတာမဟုတ်ဘဲနဲ့ဂိုးသမားပါကောင်းနေတာကိုတွေ့ရမှာပါပါတယ်။ Sales ကလက်ရှိဒါဒီနေ့ရဒါကျွန်တော်အကောင်းဆုံးဂိုးသမားတယောက်လို့တော့သတ်မှတ်ရမှာတယ်မဟုတ်ပါအသင်းကြီး ကိုသမိုင်းတော့မသူ့လော်တာကျွန်တော်မမြင်အဲ့တော့ Brighton မမြင်ဘူးနော် South ကလည်းရှိမှဒါကျွန်တော်ပွဲတိုင်းကောင်းနေဒါလက်ရှိ Brighton နဲ့ပွဲစဉ်မှာသူ့ရဲ့တကျွန်တော်တို့ဂိုးဖတ်မှုကတဆင့်တကျွန်တော်တို့အဲ Modern Force နောက်တဆင့်တက်သွားခဲ့တယ်ဘောနော်အဲ့တော့ United အသင်းနဲ့ဒီနေ့ပွဲစဉ်မှာကျွန်တော်ရဲ့ဒါတူဦးလေးတော်မှာကကွင်းတယ်မှာဒါကျွန်တော်တို့ Fadernes Casemiro Ugarte ဆိုတဲ့တကြောင်မူ defensive အရန်ဆန်သွားလာလို့မြင်တယ်။ဒါပေမဲ့ United အနေနဲ့ဒီနေ့ပုံစံမှာဒါကျွန်တော်ချီးကျူးစရာအများကြီးရှိလာခဲ့တယ်။အဲ့ဒါကဘာလဲဆိုရင် United အသင်းအနေနဲ့ set piece တွေတော်တော်တိုးတက်လာခဲ့တယ်။ခုနတလုံးဆိုတာကျွန်တော်မမေ delete ကောင်းတိုက်တာလုံးလုံးမရှိတော့တိုင် TV ပြန်ရှန်ထွက်လာဆို goal ပြီးတောင်းထင်တာ။ဒါလည်းကျွန်တော်ဆို delete မဟုတ်ဘူးကြတာဒါဘာလဲ အဲ့လေကျွန်တော်တို့တာဝါကိုဒါတော့တောင်းတိုက်ပြီးရန်တက်လာချင်းပဲဒီလိကပြန်ရိုက်တာအဲ့လိုဂိုးပြီးတောင်းထင်တာကျွန်တော်တကယ်ဂိုးပြီးထင်တာဒါပေမဲ့မဂိုးသွားဘူးအဲ့ဒီနေ့ပုံစံမှာ United အသင်းနေတကယ်လည်းပြန်စမ်းသကြည့်မှာတော်တော်လေးကိုအဆင်ပြေတယ်ဒါကျွန်တော် Ruben Amorim နဲ့ဒါကျွန်တော်တို့ခုနောက်ပိုင်းဒါ Eric Ten Hag လက်ထက်မှာမပြောရတဲ့စကားတစ်ခုက United အသင်းနေဒါကျွန်တော်တို့အကဲကြီးရှုံးသွားတယ်ဆိုရင်တော့မအောင်ငါအသင်းကကောင်းတယ်ဆိုတဲ့ခံစားချက်မပေးရတာကြအခုလက်ရှိဒီနေ့ပုံစံမှာအဲ့ဒီ vibe ကြီးကိုကျွန်တော်တို့အပြေအဝရခဲ့တယ်လို့ပဲဆိုရမယ်တဲ့မှာပါတယ် United ဒီနေ့ပုံစံမှာဒါရှုံးသွားခဲ့ပေမဲ့တကယ်ဟာမိုက်တယ်ကွာဒီနေ့ပုံစံမှာ United အသင်းကဒါအကြည့်ကအဆင်ပြေတယ် ယ်လို့ပဲပြောလို့ရတယ်တမပါတယ်ဒီပေါ်ဆုံး United အသင်းနဲ့ဒါအားမရတာဆိုတော့ဒါကျွန်တော် attacking threat တွေပဲအားမရဘူးလို့ပြောလို့ရတယ်ခန္ဓာချုပ်တယောက်ဒီနေ့ပေါ်ဆုံးမှာဒါကျွန်တော်တို့ဟိုပြောမဆိုရင်ဟိုအဆမပါတဲ့ဒုံကြီးတွေလိမ့်လိမ့်လွတ်နေတယ်လို့ပုံစံဖြစ်နေတာလေးတခုပဲအဲ့တော့ခန္ဓာချုပ်ဒီနေ့ဒါလက်ရှိမှာဒါသူကိုယ်တိုင်နဲ့ကျွန်တော်ထင်တယ်လောနေတယ်နေမှာလေချာတိတ်ကလက်ရှိမှာ Argentina squad ထဲပါဖို့ကတော်တော်လေးကိုခက်ခဲသွားပေါ့ဆိုအခုလက်ရှိမှာ Argentina ကလည်းအမာရာတို့ဒါကျွန်တော်တို့ Simoani တို့ဆိုချာတိတ်တွေကတော်တော်လေးကိုကောင်းသွားအဲ့တော့ ်ကနာချိုနီနဲ့ခုလက်ရှိမှာဒါကျွန်တော်တို့သူ့အနေနဲ့သူနေရာရမ်းလူချင်းပေါက်ရပါတယ်အဲ့တော့ကနာချိုနီနဲ့ဒီနေ့ပေါ်မှာသူ proof လုပ်ဖို့အတွက်စူးစမ်းတယ်အဲ့ဒါအဲ့ကနာချိုရဲ့လက်ရှိပြဿနာအားဒါပဲဗျသူ့အနေနဲ့သူလူတွေကိုမှားချောင်းသူတအားပြချင်တယ်သူပြောချင်တာသူ့ကိုသူရော်နယ်ဒိုလို့ထင်နေပြဿနာပဲတခါကျရင်ရော်နယ်ဒိုကလူတော်များမှားတယ်ဗျရော်နယ်ဒိုမက်ဆီဒုတိယရော်နယ်ဒိုဒုတိယရော်နယ်ဒိုဒုတိယမက်ဆီဆိုတော့လောကကြီးမှာရှိမှာမဟုတ်ဘူးလို့ကျွန်တော်အမြင်နဲ့မြင်တယ်အဲ့တော့ကနာချိုနီနဲ့သူ့ကိုသူဒုတိယရော်နယ်ဒိုဖြစ်ချင်တာတက်စာရင် I think ဘောနော် သူ့အနေနဲ့ကနာချူနဲ့ကနာချူဖြစ်အောင်ပဲကြိုးစားရမယ်လို့မြင်တယ်ခုနဒီနေ့ပထမလာတို့သူပထမပိုင်းမှာဒါကြည့်မယ်ဆိုရင်သူအဆန်မရှိတဲ့အမြောက်တွေပဲတော့ရှော့ထုတ်တော့ကျွန်တော်တွေ့ရမယ်ဒါပေမဲ့ခုနကပွဲချင်းကြာလာနေသူ့ကိုသူတိလာခဲ့တယ်သူပြောင်းလဲဖို့ကြိုးစားပြောင်းလဲဖို့ကြိုးစားချိန်မှာဒါကျွန်တော်တို့ပြဿနာပဲ United နောက်တစ်ခုကခုနပေါ့လာမယ့်နေရာဒီမှာ United နဲ့ဘာလို့တိုက်ဆက်မှုဆက်ဆက်တရားဝဝယ်ဖို့အတွက်အကြီးအကျယ်ကြိုးစားနေတယ်ဆိုတာဒါမျိုးကအဖြစ်ပဲ United နဲ့ဒီနေ့ပွဲစမှာဆိုတာအာကျွန်တော်ကြည့်နေတာပေါ့နော် Bruno Fernandes ကိုအရန်တဲပြီးဆော့လွန်တယ်အဲ Bruno Fernandes ဒါမရှိတော့ဘူးဆိုရင်ဆိုရင်အင်မတန်မှစိုးရိမ်စရာကြောက်ဖို့ကောင်းတဲ့နေရာမှာကျွန်တော်ဒီနေ့ပွဲစမှာဒါချင်းချ ောက်မှုတွေဆိုလည်း Bruno Fernandes CIA ကြီးပဲလာတာဒီအများကြီးပဲအဲ့တော့ဒီနေ့ပုံမှန်ကြည့်မယ်ဆို United ကဒါ Bruno Fernandes ကိုတည့်ပြီးတော့အလွန်ကြုံကိုကစားတာကိုတွေ့ရမယ့်တဲ့မှာပါတယ်အဲ့တော့ပြောချင်တာက United အသင်းနဲ့ဒီနေ့ပွဲစမှာဒါ Bruno ကိုလွန်ကျွတ်တယ်ခုနကဒါမကောင်းဘူးကောင်းတယ်ကောင်းတယ်တဲ့ဒါပေမဲ့ Bruno တယောက်ဒါဂိုမသွင်းနိုင်ဘူးဆိုတော့အသင်းတသင်းလောက်တာဂိုမသွင်းနိုင်တာကတော်တော်လေးကိုစားလိမ့်မယ်ဒါပေမဲ့ခုနကဒီပြနေတဲ့ဒီလိုပေါ်စမှာ white line ကိုဒါကျွန်တော်ထည့်တာနည်းနည်းလေးနောက်ကျလိမ့်မယ်ねဒါပေမဲ့ white line ဒုတိယပိုင်းမှာကိုသူလည်းဘာမှသိပြီးလုတ်ပြနိုင်ခဲ့တာမဟုတ်ဘူးအဲ့တော့ ဒီနေ့ပေါ်ဆိုမှာ Mason Mount ဆိုလဲဒါကျတော့အကောင်ဆုံးခြေစွမ်းပြဖို့အတွက်ကြိုးစားခဲ့ပေမဲ့ဘာမှသိပြီးမထူးဆန်းခဲ့ဘူးเนาะ United တင်းနဲ့ဒီနေ့ပွဲစမှာကြည်ပြီးတော့ fullback တွေဒီမဆိုးလောက်ဒါတော့လေအုံအောင်နဲ့ရှိလာခဲ့ပြီးဒရခုလည်းတော်တော်ကောင်းလာပြီလို့မြင်လို့ရတဲ့အထဲမှာပါတယ်တို့ပေမဲ့တော့ညာလေ United အသင်းနဲ့ခုလက်ရှိမှာ attacking mindset ရှိတဲ့ Queen လက်ကစားသမားတွေ attacking mindset ရှိတဲ့တိုက်စင်မှုတွေကိုအများကြီးအများကြီးလိုအပ်နေသေးတယ်လို့မြင်တယ်။တစ်ဖက်ကတော့ကျွန်တော် Alan Carr ကတော့သူ့ရဲ့အသင်းဟောင်းကိုဒါအလှပဆုံးသွင်းကိုတွေပြီးတော့သွင်းပြနေတယ်လို့တော့ဆိုရမယ့်တဲ့မှာပါတယ်။ Alan Carr သွင်းသွားတဲ့သွင်းကိုဒါကျွန်တော်ဒီဒီဘက်ရဲ့အကောင်းဆုံးသွင်းကိုဒါကျွန်တော်ဒီတစ်နှစ်တစ်နှစ်လုံးရဲ့အကောင်းဆုံးသွင်းကိုတွေတစ်ခုဖြစ်ဖို့ ော်များတယ်ဘာလို့ဆိုတော့ဟိုဘက်ကွင်းကဒီဘက်ကွင်းကိုဆွဲထုတ်ပြီးဒါကျွန်တော်၃ယောက်လောက်ကိုဒါကျွန်တော်တို့တွန်းတိုက်ပြီးတော့တွန်းသွားရဖြစ်တော့ကျွန်တော် Alanga ရဲ့ twin ကိုလည်း ascendant ရှိလို့ ਨੇ လို့ပြောလို့ရတယ်။ဒါပေမဲ့ United အသင်းအတွက်ဒါကျွန်တော်တို့ဘယ်လိုပဲပြောကစားကွက်ကတော်တော်လေးကိုကောက်မှာ Ruben Amorim ရဲ့လက်ထက်မှာတော်တော်လေးကိုကြည့်ရအဆင်ပြေတဲ့ဒါကျွန်တော်ဘောလုံးသင်းသင်းဖြစ်လာတယ်ဆိုတော့ကျွန်တော်လုံးဝလုံးဝကိုညင်းလို့မရဘူးလို့ကျွန်တော်အနေနဲ့ပုံကူကြီးရရပြောပြရစီ။အဲ့တော့ဘယ်လိုပဲဖြစ်တာကျွန်တော်ဒီနေ့ပွဲစဉ်မှာဒါကျွန်တော်တို့ Manchester United တို့ဝန်နေတယ်မြန်မာနိုင်ငံတို့ဆူတောင်းပြီးတဲ့ပထမဆုံး club တွေတဲ့ club တွေကိုဖြစ်တယ်ဒီနေ့ပွဲစဉ်မှာကျွန်တော်အရန်နိုင်စေခြင်းခဲ့တယ်။နောက်ဆုံးမိနစ်နောက်ဆုံးစက္ကန့်မှာဒါ Marilo ရှင်းထုတ်တဲ့ကျွန်တော်တော်တော်လေး န်းအောင်နေသွားခဲ့တယ်မှာပါတယ်အဲ့တော့လောက်ပဲအခုချိန်မှာဒါကြောင့်ကုညီကယ်ဆယ်ရေးစီစဉ်နေအများကြီးပြုလုပ်နေသေးဖြစ်ပါတယ်တန်နိုင်တဲ့ဘက်ကနေပဲကုညီပေးဖို့အတွက်အများကြီးအများကြီးကုညီပေးကြပါအောင်လို့ပြောချင်ပါတယ်လိုအပ်တဲ့နေရာတွေမှာလည်းအများကြီးအများကြီးဒါရှိနေပါသေးတယ်အများကြီးအများကြီးကျူးတူမာတွေပြောရင်လည်း United Breeders တွေက Northern Forest မြန်မာ fan တွေကဒါလူပေးအတွက်အများကြီးကျူးတူမာတွေဒီနေရာကနေပြီးတော့ကျွန်တော်ကျေးဇူးတင်စကားပြောပြရစီပေါ့နော်လောက်ပါပဲအားလုံးပဲကျူးတူမာတယ်ကောင်းမွန်သောနေ့နေ့ဖြစ်ပါစေဆုမွန်ကောင်းတောင်းပြီးနေပဲကျွန်တော်တို့နောက်မှတွေ့ကြတာပေါ့